ဒီတစ်ခေါက်တော့ကျွန်တော်တို့လွတ်တော်တဲ့ဟိုကျွန်တော်တို့ဒေသကပြည်သူတွေလွတ်တော်တဲ့အရောက်သွားမယ်လွတ်တော်တဲ့မှာကိုယ့်အကြောင်းကိုပြောမယ်အရင်တော့ရှင်းနေတယ်ပညာဓာတ်တွေအရာရှိကြီးတွေစစ်ဘိုလ်တွေဗိုလ်ချုပ်ကြီးတွေကိုကျွန်တော်တို့ပြောခိုင်းတာကျွန်တော်တို့အကြောင်းမပြောပါဘူးလွတ်တော်တဲ့ရောက်သွားတော့သူတို့အကြောင်းသူတို့ဆွေးနွေးပြီး၅နှစ်ပြီးသွားတယ်အခုကတော့ကျွန်တော်တို့အကြောင်းကျွန်တော်တို့ပြောခြင်းလို့လွတ်တော်တဲ့သွားတယ်ဟုတ်လား ဘယ်သူ့မှာတိုက်ဖို့ခိုက်ဖို့ပုတ်ဖို့ခတ်ဖို့သွားတာမဟုတ်ဘူး။ဒါကြောင့်ဘယ်လိုပဲဖြစ်နေဖြစ်နေဒီတစ်ခေါက်တော့လွတ်တော်တဲ့ကိုကိုယ်လယ်သမားကိုယ်စလဲတွေကိုစင်းရဲသားအခြေခံလူတန်းသားလယ်သမားတွေကမဲပေးပြီးတော့အရောက်ဖို့ပဲပါလို့ပဲမြစ်တိုင်ရက်ခံပါတယ်ခင်ဗျာ။